ေယံတောဗောရိယမူလေသကြာနံနန္ဒီဝတ္တနောဇေယံတောဗောရိယမူလေသကြာနံနန္ဒီဝတ္တနောဧဝမေဝဇယောဟောတုဇယတုဇယမင်္ဂလေတကြာနံသာကိနွယ်ဘွားမြမင်းသာတို့ဤ နန္ဒီဝတနောဆရာယုံရှင်ပြုံး၍ပီတိလုံးတပိမ့်ပိမ့်နေနှစ်သိမ့်ဝင်ပြုအသေးတို့စီတော်မူပြီးတတသောဘောရိယာမစ္စေချေချာမြည်မြတ်မာဝေဖျားဖျားရှွန်ဝေပေါရောက်စေသည့်အသေးခြင်းလေးညောင်ဗုဒ္ဓပြင်မင်းဤ မူလီပါရမီကုသိုလ်များထို့တို့ကြောင်းအလိုအလျောက်ပေါ်ပေါက်ခြင်းလေအပရာဇိတပလင်၌ဇေယံတောယထာငါဘာမဟောယံသူဘုံကို၆စုံဘုံစင်အောင်လန်းလွင်၍လွယ်လင့်တကူအောင်မြင်တော်မူတဲ့ကဲ့သို့ဧဝမေဝါ ပွဲတိုင်းအောင်မြင်ဘုရားရှင်ဤအောင်စေမိယိုဣနိဒုသာလယံမေအမကံမောင်သေးခင်အောင်ကြွေတင်၍အောင်မြင်ရမျောတပိတော်တပိတော်တို့အားဇေယမင်္ဂလံအောင်ရပေါအောင်ကြောင်းမင်္ဂလာအောင်မြင်ခြင်းဖြာပြတို့သည်ဟောတုဟောတု တတဲ့နေဝွန်ွန်သီလာဇံပွင့်တဲ့ပန်းတို့စံတဝေဝေပြစီနိုင်ကြပါစေကုန်တည်းဇေယသူဇေယဟောအောင်စုမွန်ရောင်ရှိမိကဲ့သို့မြတ်စီစိန်ဒိန်ဒိန်ကြီးတဲ့အောင်စုချီးမြှင့်၍အောင်မြင်တော်မူနိုင်ကြပါစေကုန်တည်းလို့ အောင်စီရအောင်စီကြောင်းအောင်စုတွေတောင်းပြီးတော့အောင်ကြောင်းမင်္ဂလာ အောင်ဂါထာနဲ့ဒီကနေ့ဓမ္မသဘင်ဓမ္မပလင်ကိုစတင်ဖွင့်လှစ်လိုက်ပါပြီယခုအစွမ်းထင့်မြတ်သောဂါထာတော်များကို နာယူကြည်ညို၍နေကြသောစီတော်မျိုးတော်များကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေလို့မေတ္တာများပို့သလျက် ာသနာတော်နှစ်အပြည့်2549ခုမြန်မာတို့ဤဩဟာကောဇာတိကရအပြည့်1368ခုတရင်ကြွလာပြီနိခရစ်နှစ်အပြည့်2006ခု အောက်တိုဘာလ6ရက်နေ့တွင်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက်တည်တဲ့တည်ထိုက်ရတဲ့ရထိုက်ဆောင်ထားတဲ့ဆောင်ထားတိုက်တော့ အစွမ်းထင်မြင်သောဂါထာတော်များကိုရွေးစီစေပြီးတော့ဓမ္မဒါနပြုလိုက်ပါတယ်။ရှင်းဥစွာသူဗုဒ္ဓထေရပါဒံမှာလာရှိတဲ့ဂါထာတော်ကိုရွတ်ဆိုပြီးတော့မှဒီကနေ့ဆူတော်မြို့တော်များဖခင်မြတ်စွာရဲ့ဂုံတော်များကို ပွားများဖို့သူဗုဒ္ဓထေရပါဒံပါဠိတော်ကိုရွတ်ဆိုပါမယ်။ ဘာဝေဟိဗုဒ္ဓနုတတိံဘာဝနာနမနုတရံဘာဝေဟိဗုဒ္ဓနုတတိံဘာဝနာနမနုတရံဣမံတတိံဘာဝရိတ်တဝါပုရိယိတတိမာနတံဒီဂါထာရဲ့အဓိပ္ပာယ်မြန်မာပြန်ကတော့ဗုဒ္ဓမြတ်စွာရဲ့ဂုဏ်တော်များကိုနေ့စဉ်နေ့တိုင်းရွတ်ဆိုပွားများအားထုတ်လျင်တင့်ရဲ့စိတ်ထဲမှာရှိသမျှလိုအင်ဆန္ဒ စိတ်အကြံစီဟူသည်မြတ်တွေမုတ်ချမတည်ပြည့်စုံနိုင်ပါပေလိမ့်မယ်။ဘာသာဒီကအကြံအကျော်မာဂန္ဓုံဆရာတော်ဘုရားကြီးကနေပြီးတော့လင်္ကာဆောင်ဖို့နဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်များရဲ့ဂုံတော်များကို꽌မြဖို့ဆိုပြီးတော့နှိုးစော်တိုက်တွန်းထားပါတယ်။အိုဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့နေ့စဉ်၄တိုင်းနဲ့နေ့ပိုင်းနဲ့ ညာပိုင်အခါသောတထာဤမြားစွာဂုံစုအာယုံပြုလော့လူမှုကိစ္စအဆောင်ရွက်ကြလေဗုဒ္ဓသောမြတ်မနောဒ၌မပြတ်မီကားယတ္တိလာတို့မေတ္တာနှလုံးသစ္စာသုံး၍ရှင်ပြုံးအေးမြပြုလုပ်ကြလော့သို့မှဘေဒံတွင်ပြင်းရန်ကိုအမှန်ကိုကအနိုင်ရလျက် ဘဝတလျှောက်ကြံတိုင်းပေါင်းမိဘုရားကုံကိုပွားများစုမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်များကိုပွားများကြမယ်ဆိုလို့ရှိရင်ရရှိကြမယ်အကျိုးတရားများကတော့မိမိရဲ့ခန္ဓာကိုယ်သည်စေတီအိနဲ့တူပြီးတော့မှသူတော်ဘာရှိခိုးမှုကိုခံတိုက်ခြင်းဒါကနံပါတ်၁ပါနံပါတ်၂ကိလေသာများမယောနှောနေတဲ့ဖြင့်စိတ်ရဲ့ ရင့်ကျက်တည်ကြည်ခြင်းနံပါတ်3တေဃာနီးမှာမတွေ့မဝေတေရပြီးတော့မှနတ်ရွာစားတဲ့သူဂတိဘဝကိုရရှိခြင်းနံပါတ်4နောဂါဘုရားရှင်တို့နဲ့တွေ့သောအခါမြတ်စွာဘုရားကတရားဟော၍သစ္စာ၄ပါးကိုသိလွယ်ခြင်းနံပါတ်5ဖြစ်ရာဘဝတိုင်းမှာမြင့်မြတ်သောအမျိုး၌ဖြစ်ရခြင်းနံပါတ်6 သူတော်ဘာတို့ရဲ့အယုဒိပြုမှုကိုခံရခြင်းနံပါတ်ခွန်ကြီးမွန်တိုက်တော်ကိုအင်္ဂါနှင့်ပြည့်စုံခြင်းနံပါတ်၈ရုပ်အစဉ်အင်္ဂါကောင်းမွန်ခြင်းနှင့်ပြည့်စုံခြင်းနံပါတ်၉ခန္ဓာကိုယ်ရဲ့အနတ်မှွေးပြန့်ခြင်းနံပါတ်၃ခရွင်းအနတ်မှွေးပြန့်ခြင်းနံပါတ်၃၁ကြီးကျယ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်၃၂ နင်းနေသောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်33ထိမြင့်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်34လျင်မြန်စွာသောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်35ရှင်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်36စမ်းကြဲသောဉာဏ်ပညာနှင့်ပြည့်စုံခြင်းနံပါတ်39ကောင်းသောစကားကို ဆိုနိုင်ခြင်းစတဲ့ 18ပါးသောအကျိုးတရားများကို ရရှိခံစားကြရမှာဖြစ်ပါတယ်။ဒါကိုမှတ်သားလို့လွယ်ကူအောင်လင်္ကာဆောင်မုတ်လေးရွတ်ဆိုပြပါမယ်။စေတီအတုစိတ်မူတည်ကြည်ရောက်မီနဲ့ရွာတွေ့ခါတိလွယ်မြဲ့ွယ်အမျိုးယိုကျိုးခံရပြီဝအင်္ကာစင်းလာစွာနှင့်ကာယခတွင်ကြိုင်သိမ်းမှွေးကျူကြီးမှုပြင်ညာနဲ့ရွာထက်လျင် လျင်မြန်ဆန်းကြယ်ကောင်းကျွဲစကားဆိုနိုင်ကြသည်ဖရာကုံတော်ပွားကြူရီဒါကိုပဲဦးစင်းမြတ်ကနေပြီးတော့လင်္ကာဆောင်ဖို့နဲ့အလုံးသောဆွေတော်မျိုးတော်များဦးစင်းမြတ်ရဲ့ညီငယ်ညီမငယ်များဆိုနိုင်အောင်ဆိုပြီးတော့လင်္ကာဆောင်ဖို့လေးတည်ကုန်းထားတာရှိပါတယ် ဗုဒ္ဓမြတ်စွာဘုံတော်များကို နေစဉ်ရွပွားနေသူမှာဒါကဥစဉ်တို့38ဗျာမင်္ဂလာဆောင်မုတ်တွေနဲ့အဲ့ဒီဆောင်မုတ်ထဲမှာပါတဲ့လင်္ကာတန်စင်နဲ့အတူတူပါပဲဗုဒ္ဓမြတ်စွာဘုံတော်များကို နေစဉ်ရွပွားနေသူမှာ ဘေးရန်ရဆွဲအန္တရာယ်ကင်းလူကောင်းချင်းမင်္ဂလာပြည့်စုံစွာနှလုံးအိမ်မှာဂုံတော်အောင်လူစေတီကြောင်းနှင့်တူလျာပြမလူနဲ့မြတ်နူအပ်မြင့်မြတ်ဤခန္ဓာအဲဒါကြောင့်ရွတ်ကြပွားကြဗုဒ္ဓဘာဝနာအဲ့လိုဂါထာများလင်္ကာဆောင်ပုံများနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တော်ကိုပွားများဖို့ဆိုပြီးတော့မှတိုက်တွန်းနှိုးဆော်ပြီးတဲ့အခါမှာယခုသူတော်စင်တို့ရွတ်ဆိုပူဇော်ကြရမယ်ဂါထာတော်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့နှုတ်တော်မှမြှို့ဟာတော်မူတဲ့အာဟိသဘာတိတဓမ္မတံဗုဒ္ဓဘာတိတဂါထာတော်ပဲဖြစ်ပါတယ်ဒီဂါထာတော်မြတ်ကြီးကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာတန်ယုတ်တဏိကေနိဒာနာဝက်ကဘိက္ခုတန်ယုတ် မဟာကပိနသုတ်တော်ကြီးမှာတကြိမ်ခုရကနိကေဓမ္မပရပါဠိတော်အာနန္ဒထေရဝတ္ထုတော်ကြီးမှာတကြိမ်အဖြစ်နှစ်ကြိမ်မြှောက်တော်မူခဲ့ပါတယ်ပထမတကြိမ်မှာဖယံမြတ်စွာသာဝတိပြည်စည်တော်အကြောင်းတိုက်မှာပြောပိုက်တော်မူနေတဲ့အခြေတနေ့မှာဖယံမြတ်စွာကယဟန်တန်ဃာတော်တွေကိုတရားဟောလို့အပြီးခိတ္တခဏအနာယူနေတော်မူတဲ့အခါ ခဝေးဝေးအရာကနေရမ်းတော့တပါမြတ်စွာဘုရားရှိရာရက်ကိုလက်အုပ်ချီမိုးပြီးတော့ကြွလန်းတော်မူလာတယ်ထိုအရှင်မြတ်ရဲ့ဘွဲ့တော်အမည်နာမကမဟာကပ္ပိနမထေလို့အမည်ရပါအရှင်မဟာကပ္ပိနမထေဆိုတာသာသနာ့ဘုံကိုတာမင်ညအနေနဲ့ဝင်ရောက်ပြီးတော့ယဟန်ပြုလာသူမဟုတ်ပါဘူးမဟာကပ္ပိနဘယင်မင်းဖြစ်ကိုစွန့်လို့ပြီးတော့ယဟန်ပြုလာသူပါ ယဟန်မြူပြီးတောရဆောက်တည်လို့ပြီလေသာအတော်ကင်းနဲ့ယဟန်နာအရှင်မြတ်ကြီးလည်းဖြစ်ပါပြီးတော့မြတ်စွာဘုရားရှင်ကိုတော်တိုင်ဘိက္ခုဩဝါဒကဆိုတဲ့ဣတတိဘွယ်တူးကြီးကိုချီးမြှင့်ရင်ခံထားရတဲ့အရှင်မြတ်ကြီးလည်းဖြစ်ပါရှင်မယင်မင်းမျိုးမင်းတွေကနေဆင်းသက်လာတာဆိုတော့ယောဂီကလည်းအမတန်ချောမောအသားလည်းဖြူတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအနိနာမှာရှိတဲ့ရန်တော်တွေကိုမိန့်တော်မူလိုက်ပါ ဘယ်လိုမိန့်တော်မူလိုက်တယ်လဲဆိုတော့ကျက်သားတို့ဟောဟုမှာအသားဖြူဖြူနှာရံပေါ်ပေါ်နဲ့ယဟန်တပါအင်ဂျရီရရနဲ့ငါဘုရားထံလာနေတာမြင်ကြရဲ့လားလို့မေးတော့ယဟန်တော်တွေကမြင်ကြပါတယ်ဗျာအေးအဲ့ဒီယဟန်ကပိနလို့အမည်ရတယ်အင်မတန်တကူအာနုဘောကြီးမားတယ်ကပိနယဟန်မဝင်စားဘူးတဲ့တမဘတ်ဆိုမရှိဘူးတမဘတ်အလုံးကိုကပိနမထေရအကုန်ဝင်စားပြီးသားပဲ အရဟတဖို့ဆိုတဲ့ပန်းကိုလည်းပဲသူဟာဆင်မြန်းပြီးသားပဲအဲ့လိုရန်တော်တွေကိုမိန့်တော်မူပြီးတော့ဂါထာနှစ်ပုဒ်ကိုမြတ်စွာဘုရားအဲ့ဒီနေရာမှာပဲမိန့်တော်မူပါလေအခုရွတ်ဆိုပူဇော်ကြရမြတ်ဂါထာတော်ကတော့ဒုတိယမြောက်ဂါထာပဲဖြစ်ပါနောက်တနေရာကဘယ်မှာဟောပြတော်မူခဲ့တယ်လဲဆိုတော့မြို့ကတော့မာကပိလမထေရ်ကိုအကြောင်းပြုဟောတဲ့သာဝတိမြို့ပါပဲအကြောင်းကတော့မတူပါဘူး ဝိသာခာเจ้าမကြီးစောက်လို့လှူဒန်းတဲ့ပုပ္ဖာယုံเจ้าတိုင်ကြီးမှာပါအဲ့ဒီပုပ္ဖာယုံเจ้าတိုင်ကြီးမှာတရင်သုံးတော်မူတဲ့အခတ်အရှင်အနန္ဒမထေမြတ်ကိုအကြောင်းပြုပြီးတော့ဟောပြလာမူခဲ့ခြင်းပါအချိန်ကတရင်ကျော်လပ်ပြီးနေညနေခြံစီးစအချိန်ဖြစ်ပါမြတ်စွာဘုရားရှင်ရဲ့ရဟန်းတန်ဃာတော်များအတွက်တော့ဒီတရင်ကျော်လပ်ပြီးနေကြီးဟာမြတ်သောပဝရဏနေကြီးပါပဲအဲဒီအချိန်မှာမြတ်စွာဘုရားရှင်က ယံပိတ္တွေခြာယံပြီးတော့တရားဟောကြားနေပါလေအဲ့ဒီယံပိတ္တထဲမှာကာလုဒာယန္တာမထေမြတ်ကြီးဟာထူထူခြားခြားမြတ်စွာဘုရားရှင်ရဲ့မနှိမဝေးတဲ့အရတ်မှာတမလီကိုထိုင်းပြီးတော့ဇန်သမာပဝင်စားတော်မူနေပါလေအဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်သာဝတိပြည့်ရှင်ဘယင်ကောဒလမင်းကြီးကလည်းပဲမင်းမြောက်တန်စာတွေဝတ်ဆင်းပြီးတော့မြတ်စွာဘုရားတံဖူးမြော်ခါစားဖို့ရောက်ရှိလာပါတယ် ရှင်ဘင်တပါအနေနဲ့ဝတ်သင်ဝတ်ထိုက်တဲ့ယရနာတွေစီချဲထားတဲ့အဝတ်တန်းစားတွေပြည့်ပြည့်စုံစုံဝတ်ဆင်ထားတော့အမတန်จิตတည်ရှိပြီးတော့တင့်တင့်တဲတဲလှလှပပခန့်ခန့်ညာညာဖြစ်နေတယ်ပေါ့နောက်ပြီးတော့လပြည်နေလည်းဖြစ်ညနေကျန်းစည်းစာအချိန်လည်းဖြစ်နေပြန်တော့အနောက်လောကရကနေမင်းကြီးကလည်းပဲသူ့မရှိတဲ့အလျောင်းဆွမ်းအားတွေနဲ့လောကကြီးကိုအလှဆင်းပြီးတော့တာဝန်ပြီးဆုံးတဲ့အနေနဲ့ လောကကြီးကိုနှုတ်ဆက်နေတဲ့အခြေဝင်လူလူနေမင်းရဲ့အရာမှာရဲရဲနေပြီးတော့တောက်ပနေတဲ့အချိန်ပေါ့တို့အတူပဲလာပြီနေဖြစ်တဲ့အတွက်အရှိလောကဒကလာမင်းကြီးလာပြီဝန်ကြီးကလည်းပြီးပြီးဝါ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 တင်းတင်းအယောင်တောက်ပစွာနဲ့ထွက်ပေါ်လာတဲ့အချိန်အဲ့ဒီမြင်ကွင်းကိုအရှင်အနန္ဒာကိုတော်မြတ်ကြီးကတခုစီကြည်ပြီးတော့ဝမ်းမြောက်ဝမ်းသာကြည်ကြည်နူးနူးဖြစ်နေတယ် အနောက်လောကရသဝင်္ဂာနီနေဝန်ကြီးကိုကြည်လိုက်တော့လေအယောင်ဝါတောက်ပါစာနဲ့တင့်တယ်နေတာတွေ့ရတယ်။အရှိလောကရကိုကြည်လိုက်တော့လေလက်ပြီဝန်ကြီးကဝါဝါဝင်းဝင်းထွန်းလင်းတောက်ပါအจิตရေရှိနေတာကိုတွေ့ရတယ်။ကိုဒလဘေးမင်းကြီးကိုကြည်လိုက်ပြန်တော့လည်းပဲပြိုပြိုပြစ်ပြစ်အယောင်တလက်လက်ထွက်နေတယ်ရရဏတွေစီချေထားတယ်မင်းတို့တန်စာတွေဝတ်ထားတော့ဒီမင်းတို့ရဲ့จิตရေနဲ့တင့်တယ်လှပနေတာတွေ့ရတယ်။တခါရံပိတ္တထက်က ဇန်သမဘဝင်စားတော်မူနေတဲ့ကာလူဒါယန္နာမထေမြတ်ကြီးကိုကြည်လိုက်ပြန်တော်လည်းပဲကြီးကြီးလင်းလင်းအင်္ဂရိယယကြီးညိုဝဲကိုဆောင်းလို့အင်မတန်လှပတင့်တဲ့နေတာတွေ့ရပြန်တယ်။အဲ့ဒီလေးခုကိုကြည့်ရှုပြီးတဲ့နောက်တရားဟောပလင်ပေါ်မှာရှိတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလှမ်းပြီးတော့ဖူးမြော်ကြည်လိုက်တဲ့အခါမှာတော့ရောင်ကြီးတော်၆ဆိုင်အပြိုင်ပြိုင်ကွန်မြူပြီးတော့စံပေတော်မူနေတာဆိုတော့ နေမင်းလာမင်းကိုဒလာမင်းကာလူဒိုင်းယန္နာမထေမြတ်ဒီလေးဥတို့ရဲ့အယောင်အဝါတင့်တယ်လှပါจิตတေရှိတာထက်သာလွန်လွှမ်းမိုးပြီးတော့တင့်တယ်နေတာတွေ့ရလေဒီကမှာရှင်အနန္ဒမထေမြတ်ကြီးကအလွန်တရာဝမ်းမြောက်ဝမ်းသာပီတိတွေဖြာပြီးရင်ထဲမှာမြို့သိပ်ကြီးတိမ့်စီထားခြင်းကမစွမ်းနိုင်မတတ်နိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကလက်ကိုချီမိုးပြီးတော့ရှောက်ထားလိုက်ပါတော့တယ်ဘယ်လိုရှောက်ထားတော်မူလိုက်တယ်လဲဆိုတော့ ဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်အနေနဲ့သတင်းကြောလာပြီးနေညံ့နေချမ်းစီသာချိန်မှာ အနောက်လောကရာကိုကြည်လိုက်တော့နေမင်းနေဝန်ကြီးအဝင်ကနီးဆဲဆဲအယောင်ဝါးတွေနီးရဲပြီးတင်တယ်လှပနေတာတွေ့ရတယ်ဘုရားအရှိလောကရာကိုလမ်းပြီးတော့ကြည်လိုက်ပြန်တော့လည်းပဲလှပြီးဝန်ကြီးအဝါဝါချင်းချင်းနဲ့တင်တယ်လှပစွာနဲ့တောက်ပနေတာကိုတွေ့ရတယ်ဘုရားကောသလမင်းကြီးကိုလှမ်းပြီးကြည်လိုက်ပြန်တော့လည်းပဲ ရတနာတွေစီကြဲထားတဲ့မင်းမြောက်တန်းစာတွေဝတ်ဆင်ထားတော့မင်းတို့ရဲ့จิตတရေတင့်နေလှပါလို့နေတာတွေ့ရတယ်ဖေဟာကာလူတိုင်ရန်တာမထေမြတ်ကြီးကိုလှမ်းပြီးတော့ဖူးမျောကြီးညိုမိပြန်တော့လည်းပဲဇန်သမဘဝင်စားတော်မူနေတဲ့အတွေ့ယဟန်တို့ရဲ့จิตတရေတက်ပဲလို့နေတာတွေ့ရတယ်ဖေဟာဒါဝိမဲ့မြတ်ဗုဒ္ဓကိုဖူးမျောလိုက်တဲ့အခါမှာတော့အဲ့ဒီလေးဦးရဲ့အယောင်အဝါတွေထက် တာလွန်ပြီးတော့ကြီးညိုလို့မဝဖူးမြော်လို့မတင်းတိမ်ဖြစ်ရပါပြီလေဖရာလို့အရှင်အနန္ဒမထေမြတ်ကလျှောက်ထားတော်မူလိုက်ပါတယ်ဒီကမှာမြတ်ရှင်ကိုယ်တော်မြတ်ကြီးကခါတာတော်ကိုမိန့်တော်မမူခင်ရှေးဝဆစုံနိယဝကြလို့ခေါ်တဲ့သကပြောဝကြဒေသနာအနေနဲ့မိန့်တော်မူပါတယ်จิตအာနန္ဒနေမင်းနေဝဆိုတာနေ့ကမှာပဲသူရဲ့အယောင်ဝတင့်တယ်တောက်ပါနိုင်တယ် ညအခါမှာဆိုလို့ရှိရင်သူ့ရဲ့အယောင်ဝါးရီကမတောက်ပါမထွန်းလဲနိုင်ပေဘူးနေမေဟာအခြေအကတန်နဲ့ပန်းချချက်တွေရှိတယ်လာမင်းလာပြီဝန်ဆိုတာကလည်းပဲညအခါမှာပဲသူ့ရဲ့အယောင်ဝါးထွန်းလဲတောက်ပါနိုင်တယ်ညအခါမှာတောက်မှညစဉ်ညတိုင်းတောက်ပါနိုင်တာမဟုတ်ဘူးစီးနှင်းမြူတိန်သူတိန်မိခိုညမျိုးငါအင်းကင်းစင်နေတဲ့အချိန်မှာကောင်းငင်မှာကြည်ကြည်လင်းလင်းထိန်ထိန်ပပနဲ့တင့်တယ်ตาရနိုင်တယ် <laughs> နေကမှာလာမင်းဟာရှိနေပြီမဲ့သူ့ရဲ့အယောင်အဝါဟာမထွန်းလဲနိုင်ပြီဘူးအဲ့တော့လာမင်းဟာလည်းပဲအချင်းအကန့်တန်နဲ့ပိုင်းခြားချက်တွေရှိတယ်ရှင်မင်းဆိုတာလည်းပဲစင်ငါလေးပါခြံရမ်းပြီးတော့ရွှေငွေကြောက်တံပရမများစတဲ့ယရနာတွေစီချဲထားတဲ့မင်းမြောက်တန်းစာတွေဝတ်ဆင်ထားမှသာမင်းတို့ရဲ့ကျက်တွေတင့်တယ်နိုင်ပြီတယ်ရိုးရိုးအယတ်သားအဝတ်စားနဲ့ဆိုရင်သူဟာလည်းပဲတာမင်ညလူသားတယောက်ပဲဘာမှထူးခြားချက်မရှိဘူးအဲ့တော့ ရှင်မရေရဲ့တင့်တယ်တောက်ပါမှုဟာလည်းပဲအဝအစာအစင်တန်စာပေါ်မှာမူတည်ပြီးတော့အချိန်ကတည်းကပိုင်းခြားကြည့်ရှိတယ်။ယဟန္တာဆိုတာကလည်းပဲအပေါင်းဘော်ယဟန်တွေနဲ့မယောတော့ပဲအာရမဏုပဇံလက္ခဏုပဇံဆိုတဲ့ဇန်တပနဲ့ဝင်စားနေတဲ့အခိုက်မှာတင့်တယ်တောက်ပါပြီးတတ်ပယ်နိုင်တယ်။ဇန်တမဘမဝင်စားပဲနေမယ်ဆိုလို့ရှိရင်ရိုးရိုးတမင်ညယဟန်လိုပဲ။အဲ့တော့ ရဟန္တာအရှင်မြတ်များမှလည်းပဲအချိန်ကတည်းကပိုင်းခြားခြင်းတွေရှိတယ်။သင်္ချင်သားမြင်တွေ့ရတဲ့နေမင်းလာမင်းပြီးရှင်မင်းနဲ့ရဟန္တာဆိုအချိန်ကတည်းပိုင်းခြားခြင်းတွေပဲတင့်တယ်တောက်ပါနိုင်ကြတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တွေမှာတော့နေညကန့်တချစ်ပိုင်းခြားချစ်မရှိဘဲနဲ့ဘုံတော်ကံတော်ညံတော်တကူတော်တွေနဲ့နေရောညပါအမြဲတမ်းကိုပဲတင့်တယ်တောက်ပါတပ်ပယ်နိုင်တယ်လို့အဲ့လိုစုံနေရဒေသနာအနည်းနဲ့ဟောပြပြီးတဲ့နောက်ပိုင်းမှာမှ အခုရွတ်ဆိုပူဇော်ကြရမယ်တပ်ပါစေရမင်္ဂလာလို့ခေါ်တဲ့ကထာတော်ကြီးကိုဟောပြမူပါတယ်ဒီကထာတော်မြတ်ကြီးကိုရွတ်ဆိုပြီးတော့မပြခင်မှာဒီကထာမှာပါရှိတဲ့ပါဠိတွေရဲ့အနှစ်အဓိပ္ပာယ်တရှုတကာတော်မှာများဥစဉ်ရဲ့ရှူတော်မျိုးတော်များအနေနဲ့ပါဠိနဲ့အလံဝင်းနေကြတဲ့ဥစဉ်ရဲ့ရှူတော်မျိုးတော်များအတွေ့အလုံးနားလေတွေ့အောင်ဥစဉ်များကမေတ္တာစေနာရှိထားပြီးတော့ ဒီကထာတော်ကြီးမှာပါတဲ့ပါဠိတစ်ခုစီတစ်ခုစီကိုရွေးစီစေပြီးတော့မှအတိပဲပြောပြပါမယ်ပထမဆုံးဒီဝါတပတိအာဒိသောဒီဝါတပတိအာဒိသောအဲ့ဒီမှာဒီဝါဆိုတာနေအခါကိုပြောတာပါတပတိဆိုတာကထွန်းလင်းတောက်ပါတာကိုပြောတာပါအာဒိသောဆိုတာကနေမင်းကိုပြောတာပါ ဲ့တော့ဒီဝါတပတိအာရိသောအဲ့ဒီပါဒကိုမြန်မာပြန်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ရွှေတော်မျိုးတော်များမှတ်သားလို့လွယ်ကူအောင်ဦးဇင်းများကလင်္ကာဆောင်ဖို့လှုပ်ထားပါတယ်နေမင်းသူရိန်သူရောင်ရှိန်နေချိန်မာသာထွန်းလင်းသည်အဲ့ဒါဒီဝါတပတိအာရိသောရဲ့မြန်မာပြန်အတိတ်ပဲပါပဲနောက်တစ်ပါးက ရတ္တိမဗာတိစန္ဒီမရတ္တိမဆိုတာညင့်အခါကိုပြောတာပါအခါကာလအနေအချင်းညင့်အခါကာလဗာတိဆိုတာကထွန်းလင်းတောက်ပတာတပတိဆိုတဲ့အရှိဘကအပိုက်နဲ့ဗာတိဆိုတဲ့ပိုက်နဲ့ပရိယေတူတယ်ပေါ့လေသရအဖြစ်တော့ကွဲပြားတယ်အနှစ်အဓိပ္ပာယ်အဖြစ်အတူတူပါပဲဗာတိဆိုတာထွန်းလင်းတောက်ပတာ စန္ဒီမာဆိုတာကတော့လာမင်းမှာရတ္တိမာဘာတိစန္ဒီမာသူကမြန်မာပြန်အဓိပ္ပာယ်နဲ့ပြောတော့လာမင်းစန္ဒာသူရောင်ဝါညခာမာသာထွန်းလင်းသည်အဲ့ဒါရတ္တိမာဘာတိစန္ဒီမာရဲ့အဓိပ္ပာယ်ပါပဲနောက်တစ်ပါးကတဏ္ဍော ခတ္တိယောတပတိရဲ့ တဏ္ဍောဆိုတာဝဆာဆင်ရင်နဲ့အစင်တန်စာမင်းမြောက်တန်စာ၅ပါးလို့ခေါ်တဏ္ဍောဆိုတာဝတ်စုံပဲလေမင်းတို့ရဲ့ဝတ်စုံမင်းဝတ်တန်စာပေါ့အဲ့လိုအဓိပ္ပာယ်ရပါတယ်ခတ္တိယောခတ္တိယဆိုတာကမင်းပဲတပတိဆိုတာကထွန်းလင်းတောက်ပါတာအဲ့ဒီတော့တဏ္ဍောခတ္တိယောတပတိ ဒါကိုမြန်မာပြန်လင်္ကာလေးနဲ့မှတ်သားရမယ်ဆိုတော့လူတို့တင်းဘယင်မင်းဝစင်တန်စာစင်ပါမှလှပတင်တယ်ဒီအဲ့ဒါတဏ္ဍတော်ခတ္တိယောတပတိရဲ့အတိပဲပါပဲနောက်တပါရကဇာယီတပတိပြမနောတဲ့ဇာယီဆိုတာကဇံကစားတာဇံပွားတာကိုပြောပါတယ် တပတိဆိုတာထွန်လင်းတောက်ပါတာကိုပြောပါတယ်ဗျမနဆိုတာကိလေသာကင်းစင်တဲ့ယဟန်သူတော်စင်တွေကိုပြောတာပါအဲ့တော့ဇာယီတပတိဗျမနောသူ့ကိုမြန်မာလိုအဓိပ္ပာယ်လင်္ကာနဲ့မှတ်သားရမယ်ဆိုတော့ကိလေကင်းစင်ယဟန်ရှင်ကြည်လင်အေးမြဇံပွားမှလှပတင်တယ်သည် အဲ့ဒါဇာယိတပတိဗြဟ္မနောရဲ့အတိပ္ပယ်။နောက်တပါရကြာအထသဗ္ဗမဟောရတိဘုဒ္ဓောတပတိတိဇသာအထဆိုတာကထို့သောမဟုတ်ဒုတိမဟုတ်တဗ္ဗဆိုတာကအလုံးစုံသောအနစ်အလုံးစုံသောအတိပ္ပယ်ရ။တဗ္ဗံဆိုတာအလုံးစုံအဟောဆိုတာကနေအဟဆိုတာနေအဟောအဟနေယရတ္တိဆိုတာညက် အလုံးစုံသောနေညင်ကာလပတ်လုံးလို့ဒီအထသဘမဟောရတိဆိုတဲ့ပါဠိကအတိပဲပြောပါလေဘုဒ္ဓတပတိဒေသတာဘုဒ္ဓဆိုတာကအမြတ်စွာဘုရားတပတိဆိုတာထွန်းလင်းတော့ပါလားဒေသတာဆိုတာကတကုအာနုဘောအထသဘမဟောရတိဘုဒ္ဓတပတိဒေသတာဆိုတဲ့ပါဠိကိုမြန်မာပြန်လင်္ကာနဲ့မှတ်သားကြမယ်ဆိုတော့ ဗုဒ္ဓအမူကားတကူအားကြောင့်အလုံးနှိညာတင့်တယ်လှဖူမဝအာယုံရှိကြသည်ဒီကားထားတော်မှာလူရင်းအနှစ်ချုပ်ကတော့ပထမကနေမင်းဒုတိယကလာမင်းတတိယကဘယင်မင်းစတုထကယဟန္တာပိစမမြောက်ကြတယ်ထက်ကဆိုခဲ့တဲ့၄ဥတုတဲ့တာလွန်နဲ့ မြတ်ဗုဒ္ဓကိုဖူးမြော်ရတဲ့အခါမှာဖူးမြော်လို့မဝတဲ့အကြောင်းမြတ်ဗုဒ္ဓသည်အထက်ပါ၄ဦးတို့တဲ့မြင့်မြတ်တဲ့အကြောင်းတစ္ဆာဆိုတာကိုပြောတာပါလောကမှာနေမင်းဟာလည်းပဲအထင်ရှားရှိတယ်လာမင်းဟာလည်းပဲအထင်ရှားရှိလူတွေကိုအုပ်ချုပ်နေတဲ့ဘယင်မင်းဆိုတာလည်းပဲအထင်ရှားရှိပြီးတော့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးက ူရဲ့သာသနာမစိတ်သုံးသေးသမျှကာလပတ်လို့ယဟန္တာရှိနေတယ်ဆိုတော့အရှိတရားတွေကိုသစ္စာဆိုပြီးတော့မြတ်ဗုဒ္ဓသည်ဖြစ်ပါ အရှိတရား၄မျိုးတို့ထက်တာလွန်တယ်လို့သစ္စာစကားဆိုပြီးတော့မှမိမိတို့လိုရာစုကိုတောင်းကြရမှာပါတချို့သောသာဥ္စာပေများမှာတော့ဒီကားတော်ဟာအထသဗ္ဗမဟောရတိန်ဗုဒ္ဓတပတိတိဇသာဆိုတဲ့ပါဠိရဲ့အောက်မှာဂါထာနှစ်ကြောင်းပါပါသေးတယ် အဲ့ဒီဂါထာဥစဉ်များကတက္ကရမများရွတ်ဆိုမှတ်သားလို့ခဲရမှဆိုးတဲ့အတွက်ကြောင့်ပယ်ဖြုတ်ပြီးတော့မှဥစဉ်ရဲ့ရွှေတော်မျိုးတော်များမှတ်သားလို့လွယ်ကူအောင်ဂါထာတစ်ကြောင်း တိုးထားပါလေအဲ့ဒါကဘလို့လဲဆိုတော့အေဒီနသစ္စာဝဇေနသတ္တိမေဟောတုတပ္ပရာအထက်ပါဆိုခဲ့တဲ့သစ္စာစကားများမှန်ကန်တဲ့အတွက်ကျွန်ုပ်ဒီကြံ့မာပါသည်ချမ်းသာပါသည်စီးပွားရေးအောင်မြင်ပါသည်ကျွန်ုပ်မှရှိနေတဲ့ အန္တရာယ်ဒီကင်းပြောက်ပါစေကိုလိုရာစုကိုတောင်းလို့ရပါအဲအဲ့တော့ဒီဂါတာတော်မြတ်ကြီးကိုဦးဇင်းတို့ဆွေတော်မျိုးတော်များနေဝင်တဲ့အချိန်ခါမှာတစ္ဆိရွတ်စုပူဇော်ကြမယ်နေထွက်တဲ့အခါမှာတစ္ဆိရွတ်စုပူဇော်ကြမယ်လဝင်လထက်တဲ့အခါမှာတစ္ဆိရွတ်စုပူဇော်ကြမယ်ဆိုလို့ရှိရင်ဖြင့်မိမိတို့အလိုရှိရတောင်းတအပ်တဲ့အကျိုးတရားတွေခံစားကြမှာ ဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ ဒီကတာတော်မြတ်ကြီးကိုအစကနေအဆုံးထိရွတ်ဆိုပူဇော်ပြပါမယ်။ဒီဝါတပတိအာဒိသောရတ္တိမဘာတိစန္ဒီမတဏ္ဍတောခတ္တိယောတပတိဇာယီတပတိပြမနောအထာတဗ္ဗမဟောရတိဗုဒ္ဓောတပတိဒေသသာ ဧတေနာသစ္စာဝောစေနာတတိမေဟောတုတပရာဒီကာရတော်မြတ်ကြီးရဲ့အဓိပ္ပာယ်ကိုလင်္ကာဆောင်မှုပြီးအကုန်လုံးဆိုပြီးတော့သွားပါမယ်နေမင်းသူရင်သူရောင်ရှိနေချိန်မာသာထွန်းလင်းသည် လာမင်းစန္ဒာသူရောင်ဝါညခါမာသာထွန်းလင်းသည် လူတို့တနင်းဘယင်မင်းဝစင်တန်စာစင်ပါမှလှပတင်တည်သည်ကိလေကင်းစင်ယဟန်ရှင်ကြည်လင်းအေးမြဇံပွားမှလှပတင်တည်သည်ဗုဒ္ဓမူကားတကူအားကြောင့်အလုံးနေညာ တင့်တယ်လှဖူမဝအာယုံရှိကြသည်ဤသို့သကားမှန်တော်ညာငါအာနိညာချမ်းသာစေရောင်းဝယ်ဖောက်ကလုပ်ငန်းများတို့ဘွားအောင်မြင်ရှိပါစေခရီးသွားသူများဘုလူជីပြူအေးမြချမ်းသာစေ ကာထာတကုစွာအတုအကျိုးနိဗ္ဗာန်တိုင်စီတော်